ကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့မြစည်းမရဲ့ weekly spot အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါရှုစားလိုက်အောင်ပါခင်ဗျာပေါ်တူဂီကနဝင်ကစားသမားခရစ္စတီယာနိုရော်နယ်ဒိုဟာ2025-2026ဘောလုံးရာသီအတွက် fourth ရဲ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားစီးရင်ကိုနောက်တစ်ချိန်ထပ်ပြီးဦးဆောင်ခဲ့ပါတယ်အသက်40ရွယ်ကစားသမားဟာ ဘောလုံးလောကရဲ့ပထမဆုံးသောဘီလီယံနာဖြစ်လာကြောင်း Bloomberg ကကြေညာပြီးတဲ့နောက်တပတ်အကြာအခုလိုထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ပေါ်တူဂီကန်နဝင်ကစားသမားခရစ္စတီယာနိုရော်နယ်ဒိုဟာ2025-2026ဘောလုံးရာသီအတွက် Fourth ရဲ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားဆီးကိုနောက်တစ်ကြိမ်ထပ်ပြီးဦးဆောင်ခဲ့ပါတယ်။ Sorry Arabia မှာကစားနေတဲ့ကစားသမား3ယောက်ထိတ်ဆုံး10ယောက်စီးရင်ပါဝင်လာတာလည်းတွေ့ရပါတယ်။ ရိုနယ်ဒိုဟာ Fox စီးရင်ရဲ့ထိတ်ဆုံးနေရာကိုနောက်ဆုံးဆယ်စုနှစ်အတွင်း6ကြိမ်မြောက်ဦးဆောင်နိုင်ခဲ့တာပါအသက်40နှစ်ရွယ်ကစားသမားဟာဘောလုံးလောကရဲ့ပထမဆုံးသောဘီလီယံနာ ဖြစ်လာကြောင်းဘလုံးဘက်ကကြေညာပြီးနောက်တပတ်အကြာမှာအခုလိုထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်အဲနာစာအသင်းကရိုနယ်ဒိုဟာကွင်းနှင်းကွင်းပြင်ဝင်ငွေစုစုပေါင်းခန့်မှန်းခြေဒေါ်လာတန်း280နဲ့ဒုတိယနေရာက ပြိုင်ဘက်လီယိုနယ်မက်ဆီရဲ့ဝင်ငွေထက်နှစ်ဆကျော်ပိုမိုရရှိခဲ့ပါတယ်။မက်ဆီရဲ့ခန့်မှန်းဝင်ငွေဒေါ်လာတန်း130တဲမှာတော့သူအမေရိကန်ကလပ်အင်တာမိုင်ယာမီအတွက်ကစားလို့ရတဲ့ဝင်ငွေထက်ကွင်းပြင်ပကဝင်ငွေကပိုများနေပါတယ်။တတိယနေရာမှာတော့ရွှေဘောလုံးစုရှင်ဟောင်းပြင်သစ်ကစားသမားကာရန်ဘန်စီမာဖြစ်ပြီး sorry ကလပ် LETH ကစာချုပ်ကြီးကြောင့်တစ်နှစ်ကိုဒေါ်လာ100ဒေသန်ဝင်နေပါတယ်။ တတရားမြောက်ဆော်ရီကကစားသမားကတော့ရော်နယ်ဒိုရဲ့အသင်းပေါ်စီနီဂေါတိုက်စစ်ကစားသမားဆာဒီယိုမာနေဖြစ်ပြီး ခမန်းချေဒေါ်လာ54သန်းနဲ့အဆင့်ရှင်မှရှိနေပါတယ်။ထိတ်ဆုံး10ရောက်စီးမှာဆော်ဒီကလပ်ကကစားသမားအရေးအတွက်ဟာတစ်နှစ်အတွင်းတယောက်ယူသွားပါတယ်။ဒါကတော့ဘရာဇီးကနေမှာဇန်နဝါရီလတုန်းကအဲဟီလာကနေသူ့ရဲ့ငယ်ဘဝကလပ်ဆန်တိုစ်ကိုပြန်သွားခဲ့လို့ပါ။2024-2025တုန်းက ေါ်လာတန်း130နဲ့အဆင့်3နေရာမှာချိတ်ခဲ့တဲ့နေမဟာအခုတော့ကွင်းပြင်ပကနေအဓိကရတဲ့ဝင်ငွေဒေါ်လာ38တန်းသာရတော့တယ်လို့သိရပါတယ်။အင်္ဂလန်ပရီးမီးယားလိရဲ့အရှိန်အဝါနဲ့ကြွယ်ဝမှုရှိတဲ့ကလပ်တွေကနွေရာသီအပြောင်းရွှေ့ကာလမှာစံချိန်တင်ပေါင်း2.6ဘီလီယံဒေါ်လာ3.5ဘီလီယံအသုံးပြုခဲ့ပေမဲ့လည်းဒီပြိုင်ပွဲကကစားသမား2ယောက်တာထိတ်ဆုံး10ယောက်ထဲပါဝင်ပါတယ်။သူတို့ကတော့ Manchester City က အလင်းဟာလန်အဆင့်9နဲ့လီဗာပူးကမိုဟာမက်ဆာလာအဆင့်9တို့ဖြစ်ပါတယ်။ဒါပေမဲ့စပိန်လာလီဂါကတော့ထိပ်ဆုံး10ရောက်မှကိုးစားပြုမှုအများဆုံးပါ။ရီယယ်မက်ဒရစ်ကနေ3ရောက်အထိပါဝင်ပါတယ်။သူတို့ကတော့ကီလီယန်အမ်ဘာပေအဆင့်4ဗီနီစီယပ်ဂျူနီယာအဆင့်6နဲ့ဂျူ့ဘယ်လင်ဟန်အဆင့်9တို့ဖြစ်ပါတယ်။ စပိန်က၄ရောက်မြောက်ကစားသမားကတော့ဘာစီလိုနာရဲ့စေကျော်သက်ကျေပွင့်လာမင်းရာမဲဖြစ်ပြီးဒေါ်လာ43တန်းနဲ့အဆင့်30မှာရှိနေပါတယ်။ကမ္ဘာဝင်ငွေအကောင်းဆုံးဘောလုံးသမား10ယောက်ဟာ2025-2026ဘောလုံးရာသီအတွင်းစုစုပေါင်းခန့်မှန်းကြီးဒေါ်လာတန်း945ရှိမယ်လို့ Forbes ရဲ့ထုတ်ပြန်ချက်ပါဖော်ပြထားပါတယ်။အင်ဒိုနီးရှားမြို့သားလရွေးစင်ဘောလုံးအသင်းရဲ့နီးပြဖြစ်သူ Patrick Cliver နဲ့နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီးလို့သူတို့နိုင်ငံပေါ်လုံးအဖွဲ့ချုပ်ကကြေညာရေးနေမှာပြောပါရယ်။ Cliver ထွက်သွားရတာကတော့ပြီးခဲ့တဲ့စနေနေ့ကဂျစ်တာမှာအီရတ်ကိုစိတ်ပြက်ဖွယ်ရှုံးနိမ်ခဲ့ပြီးတဲ့နောက်လာမယ့်နှစ်အမေရိကန်မှာကျင်းပမယ့်ကမ္ဘာဖလားဝင်ကွင်းမျှော်လင့်ချက်တွေပြတ်သွားတာကြောင့်ဖြစ်ပါရယ်။အင်ဒိုနီးရှားမျိုးသားလက်ရွေးစင်ဘောလုံးအသင်းရဲ့နီးပြဖြစ်သူပက်ထရစ်ကလိုက်ဗန်နဲ့နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီလို့သူတို့နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာရေးနေမှာပြောပါရယ်။ ဒက်ရှ်လူမျိုးကလိုက်ဘတ်အနေနဲ့အသင်းကိုဆက်လက်နှီးပါတာတာဝန်ယူခဲ့ရတာလည်းဖြစ်ပါတယ်။ကလိုက်ဘတ်ထွက်သွားရတာကတော့ပြီးခဲ့တဲ့စနေနေ့ကဂျစ်တာမှာအီရတ်ကိုစိတ်ပြက်ပွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက်လာမယ့်နှစ်အမေရိကန်မှာကျင်းပမယ့်ကမ္ဘာဖလားဝင်ခွင့်မျှော်လင့်ချက်တွေပြတ်သွားတာကြောင့်ပါ။ပွင့်လင်းမှုလေးစားမှုအပြည့်နဲ့ပြောဆိုဆွေးနွေးပြီးတဲ့နောက်နှစ်ဖက်စလုံးကဒီပူပေါင်းဆောင်ရွက်မှုကိုအဆုံးသတ်ဖို့တဘောတူခဲ့ပါတယ်လို့အဖွဲ့ချုပ်ကသူတို့ရဲ့ Instagram မှာတင်ထားပါတယ်။ ဘာကြောင့်ယာတူးကထွက်ရလဲဆိုတာကိုတော့အတိအကျမပြောခဲ့ပါဘူးအင်ဒိုနီးရှားဟာ1945ခုနှစ်မှာနယ်သာလန်ထံကလွတ်လပ်ရပြီးနောက်ပိုင်းပထမဆုံးချိန်ကမ္ဘာဖလားဝင်ခွင့်ရဖို့မျှော်လင့်နေခဲ့တာပါအာရှဆုံးစတုတ္ထအဆင့်ခြေစစ်ပွဲအထိရောက်ခဲ့တာကလည်းသူတို့အတွက်တော့အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ် AC Milan, Ajax နဲ့ Barcelona တို့ရဲ့ကစားသမားဟောင်း Clyback ကိုပြီးခဲ့တဲ့ဇန်နဝါရီလက2029ခုနှစ်အထိစာချုပ်နဲ့ခန့်အပ်ခဲ့တာပါ။သူဟာ Dash နွယ်ဝါကစားသမားတွေအများစုနဲ့ဖွဲ့ထားတဲ့အသင်းကိုကင်တွယ်ခဲ့သူပါ။ Lionel Messi ကပထမဆုံးချိန် Messi Cup ကိုအူစီးကျင်းပသွားမယ်လို့ကြေညာလိုက်ပါတယ်။ဒီပြိုင်ပွဲဟာနိုင်ငံတကာလူငယ်ဘောလုံးပြိုင်ပွဲဖြစ်ပြီး Inter Miami နဲ့ Barcelona အသင်းတွေလည်းပါဝင်မယ်လို့သိရပါတယ်။ ပြိုင်ပွဲကျင်းပမယ့်နေရာကတော့တောင်ဖလော်ရီဒါပြည်နယ်ပါ။လီယိုနယ်မက်ဆီကပထမဆုံးချိန်မက်ဆီကပ်ကိုစီစဉ်ကျင်းပမယ်လို့ကြေညာလိုက်ပါတယ်။ဒီပြိုင်ပွဲဟာနိုင်ငံတကာလူငယ်ဘောလုံးပြိုင်ပွဲဖြစ်ပြီးအင်တာမိုင်ယာမီနဲ့ဘာစီလိုနာအတင်းတွေလည်းပါဝင်မယ်လို့သိရပါတယ်။ပြိုင်ပွဲကျင်းပမယ့်နေရာကတော့တောင်ဖလော်ရီဒါပြည်နယ်ပါ။မက်ဆီဟာသူ့ရဲ့ production company 525 Rosario နဲ့ပူးပေါင်းပြီးအသက်16နှစ်အောက် Under 16ပြိုင်ပွဲကိုဒီဇင်ဘာလ9ရက်နေ့ကနေ14ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာပွဲစဉ်18ပွဲကစားမှာဖြစ်ပြီးပါဝင်မဲ့ကလပ်အသင်း၈သင်းကတော့ Inter Miami, Barcelona, Manchester City, River Plate, Inter Milan, Juve, Old Boys, Atletico Madrid နဲ့ Chelsea တို့ဖြစ်ကြပါတယ်။ဒီအကြောင်းကိုနောက်ဆုံးတော့ခင်ဗျားတို့ကိုဝေမျှတာဆိတ်လို့ရှားမိတယ်။ ါမဲ့ဒီဇင်ဘာလမှာမိုင်ယာမီဟာကမ္ဘာတဝန်းကထိပ်သီးကလပ်အသင်းတွေပါဝင်တဲ့အရန်ကိုထူးခြားတဲ့လူငယ်ဘောလုံးပြိုင်ပွဲကိုလက်ခံကျင်းပတော့မှာပါလို့မက်ဆီက Instagram မှာ post တင်ပြီးပြောပါတယ်။ဘောလုံးလောကရဲ့အနာဂတ်ကိုအပြည့်အဝမြင်တွေ့ရမှာပါ။ဒါကပွဲစဉ်တွေတက်တက်တင်မဟုတ်ပါဘူး။စိတ်လှုပ်ရှားစရာကောင်းတဲ့တခြားလှုပ်ရှားမှုတွေအများကြီးပါဝင်တဲ့အမခန့်ရက်တွေကိုစီစဉ်ထားပါတယ်။ဒါဟာနောက်မျိုးဆက်အတွက်ပါခမည်းတော်သဘောကျမယ်လို့မျှော်လင့်ပါတယ်ဒါဟာမက်ဆီကပ်ပါလို့ဆိုပါတယ် Vitafy Rosario ကုမ္ပဏီကတော့ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ဟာအာကစားလောကရဲ့အနာဂတ်ကို ပုံဖော်ပေးဖို့ဖြစ်တယ်လို့ဆိုပါတယ်။ပါဝင်တဲ့အသင်း၈သင်းကိုနှစ်အုပ်စုခွဲပြီးအုပ်စုတစ်စုမှ၄သင်းစီပါဝင်မှာဖြစ်ပါတယ်။ပြိုင်ပွဲပထမ၃ရက်မှာတစ်သင်းနဲ့တစ်သင်းပတ်လည်စနစ်မျိုးနဲ့ရှင်ပြိုင်စီမှာပါ။နောက်ဆုံးအဆင့်နေရာတွေကိုဆုံးဖြတ်ဖို့အတွက် Playoff ပွဲစဉ်တွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီနောက်မှာတတိယနေရာလူပွဲနဲ့ဘောလူပွဲကို Chick Stadium မှာဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ 525 Rosario ရဲ့ CEO Tim Patto ကမက်ဆီကဟာဒီနေ့ဘောလုံးလောကနဲ့မနက်ဖြန်ရဲ့ကစားသမားတွေအကြားဆုံတွေ့တဲ့နေရာပါပဲလို့ပြောပါတယ်။တဟာအရေးချင်းယဉ်ကျေးမှုနဲ့လူမှုအတိုင်းဝိုင်းကိုဂုံပြုဖို့အခွင့်အရေးတစ်ခုဖြစ်ပြီးကွင်းပြင်ပတ်ထက်ကျော်လွန်တဲ့အမွေအနှစ်တွေနဲ့ချီနှောင်မှုတွေကိုဖန်တီးပေးပါလိမ့်မယ်လို့သူကပြောခဲ့ပါတယ်။ ဘော့စတွန်အေရီးယားအတွက်စီစဉ်ထားတဲ့2026ကမ္ဘာဖလားပွဲစဉ်တွေကိုတခြားနေရာရွှေ့ပစ်ဖို့စဉ်းစားနိုင်တယ်လို့တမရဒေါ်နယ်ထရန့်ကအင်္ဂါနေ့မှာပြောဆိုလိုက်ပါတယ်။ဒီလိုပြောရတာကတော့လူမှုဘေးကင်းရေးစိုးရိမ်တာတွေကို ကိုးကားရင်းမြို့တော်ဝန်မီရှဲဝူကိုဝေဖန်သွားတာပါ။2026ကမ္ဘာဖလားပွဲစဉ်တွေကိုအမေရိကန်၊မက္ကဆီကိုနဲ့ကနေဒါတို့ပူးတွဲကျင်းပမှာဖြစ်ပြီးဘော့စတွန်ရဲ့အနောက်တောင်ဘက် မိုင်30လောက်အကွာ Fox Barrow မှာရှိတဲ့ဂျလက်ကွင်းကြီးမှာခုနှစ်ပွဲကစားဖို့စီစဉ်ထားပါတယ်။ Boston Area အတွက်စီစဉ်ထားတဲ့2026ကမ္ဘာဖလားပွဲစဉ်တွေကိုတခြားနေရာရွှေ့ပြဖို့စဉ်းစားနိုင်တယ်လို့တမရတော်နယ်ထရန်ကအင်္ဂါနေ့မှာပြောဆိုလိုက်ပါတယ်။ဒီလိုပြောရတာကတော့လူမှုဘေးကင်းရေးစိုးရိမ်နာတွေကို ကိုကာရင်မြို့တော်ဝန် Michel Wu ကိုဝေဖန်သွားတာပါ။ Boston ကလက်ခံကျင်းပဖို့အဆင်သင့်ဖြစ်ပြီလားဆိုတဲ့မေးခွန်းကို Trump က အဲ့ဒီကစားပွဲတွေကိုကျွန်တော်တို့ရုပ်သိမ်းပြစ်လို့ရတယ်လို့ဖြေခဲ့ပါတယ်ကျွန်တော်ဘော့စတန်လူတို့ကိုချစ်ပါတယ်ပွဲလက်မှတ်တွေလည်းကုန်နေပြီဆိုတာသိထားတယ်ဒါပေမဲ့ခမရတို့ရဲ့မြို့တော်ဝန်ကအဆင်ပြေမနေဘူးသူမကညံကောင်းပေမဲ့အစွန်ရောက်လက်ဝဲသမားပါပြီးတော့သူတို့တွေကဘော့စတန်ရဲ့အစိတ်အပိုင်းတွေကိုတိမ့်ပိုက်နေကြတာလို့သူကပြောပါတယ်ကျွန်တော်တို့က၂စက္ကန့်လောက်နဲ့အဲ့ဒီနေရာတွေကိုပြန်ရအောင်လုပ်လို့ရတယ်သူမလုံရမှာကကျွန်တော်တို့ကို ဖုံးဆက်ဖို့ပဲ ကျွန်တော်တို့ဝင်ပြီးပြန်သိမ်းပေးမယ်။ဒါပေမဲ့သူမကနိုင်ငံရေးရမကောင်းမှကြောက်လို့မလုပ်ရဲဘူးလို့ထရန်ကပြောပါတယ်။၂၀26ကမ္ဘာဖလားပွဲစဉ်တွေကိုအမေရိကန်၊မက္ကဆီကိုနဲ့ကနေဒါတို့ပူးတွဲကျင်းပမှာဖြစ်ပြီးဘော့စတွန်ရဲ့အနောက်တောင်ဘက်မိုင်30လောက်အကွာ Fox Bar မှာရှိတဲ့ကွင်းကြီးမှာခုနှစ်ပွဲကစားဖို့စီစဉ်ထားတာပါ။ FIFA ကတော့2023ခုနှစ်ကလက်ခံကျင်းပမဲ့မျိုး16မျိုးနဲ့ပွဲစဉ်တွေကိုအတည်ပြုပြီးသားဖြစ်ပါတယ်။ ထရန်ကပွဲတွေကိုနေရာရွှေ့ဖို့အတွက် FIFA ဥက္ကဋ္ဌဂီယာနီအင်ဖန်တီနိုကိုတိုက်ရိုက်ပြောပြီးအကူအညီတောင်းနိုင်ကြောင်းလည်းပြောခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲစဉ်တွေရဲ့အဆုံးဖြတ်အာဏာကတော့ FIFA မှာပဲရှိပါတယ်။ဒီလအစောပိုင်းမှာပဲ FIFA ဒုတိယဥက္ကဋ္ဌဗစ်တာမွန်တာလီယာနီကဒီပွဲက FIFA ရဲ့ပြိုင်ပွဲ FIFA ရဲ့လုပ်ပိုင်ခွင့်မှာ FIFA ကပဲဆုံးဖြတ်ချက်တွေချပါတယ်လို့ပြောမှုပါတယ်။ထရန်ရဲ့မှတ်ချက်တွေကသူ့ရဲ့အိမ်ဖြူတော်မှာအာဂျင်တီးနားတံမရာဟာဗီယာမီလီနဲ့အတူထွက်ပေါ်လာတာပါ ညနေပိုင်းလမ်းမော်စူဝေးမှုတစ်ခုကနေအကြမ်းဖက်မှုတွေဖြစ်ပွားပြီးလူအများပြားကိုဖမ်းဆီးခဲ့တယ်လို့ Boston ရဲတပ်ဖွဲ့အစီရင်ခံစာထွက်ပေါ်ပြီးမကြခင်မှာဖြစ်ပါတယ်။မြို့တော်ဝန်ဝူယုံကတော့ချက်ချင်းမှတ်ချက်မပေးသေးပါဘူး။ကမ္ဘာဖလားစီစဉ်သူတွေကတော့ပြိုင်ပွဲလက်ခံကျင်းပမဲ့အင်ရှင်ဈေးကွက်တွေအတွက်စီးပွားရေးအကျိုးသက်ရောက်မှုအများကြီးရှိမယ်လို့ပြောထားပြီးလက်မှတ်လျှောက်လွှာဖွင့်ချိန်ကလေးကဝယ်လို့ရအရင်မြင့်နေတယ်လို့သိရပါဗျ။ ပြိုင်ပွဲစမယ်ဇွန်လ17ရက်နေ့ဟာရှစ်လလောက်ပဲလိုရတာဖြစ်လို့နေရာကို နောက်ကျမှပြောင်းမယ်ဆိုရင်တော့လုံထုံလုံနီးနဲ့စားကြုပ်ပိုင်းဆိုင်ရာအခက်အခဲတွေအများကြီးရှိလာနိုင်ပါတယ်။ပေါ်စတိုမှာပထမဆုံးပွဲစဉ်ကို ပြိုင်ပွဲရဲ့တတိယနေ့ဇွန်လ23ရက်နေ့မှာအောက်စုစီကအတင်းနေကစားဖို့စီစဉ်ထားကြပါတယ်။ဝဲလ်အသင်းနဲ့ဘယ်လ်ဂျီယံအသင်းတို့ရဲ့ကမ္ဘာဖလားချစ်စစ်ပွဲစဉ်ဟာ ွင်းနဲ့ကျူးကျော်ဝင်ရောက်လာတဲ့အမွေခတ်ပွားပွားကြွက်တကောင်ကြောင်းအနောက်ရှက်ဖြစ်ခဲ့ရပါတယ်။ပွဲချိန်66မိနစ်မှာဘယ်လ်ဂျီယံက2ဂိုး2ဂိုးနဲ့ဦးဆောင်နေချိန်မှာပဲကွင်းနဲ့ကျွက်ဝင်လာတာကြောင့်ဒိုင်းလိုကြီးဒန်နီယယ်စီဘက်ကပွဲကိုရပ်ပေးခဲ့ပါတယ်။ဝေးစ်အသင်းနဲ့ဘယ်လ်ဂျီယံအသင်းတို့ရဲ့ကမ္ဘာဖလားချစ်စစ်ပွဲစဉ်ဟာကွင်းနဲ့ကျူးကျော်ဝင်ရောက်လာတဲ့အမွေခတ်ပွားပွားတကောင်ကြောင်းအနောက်ရှက်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာကျွက်တကောင်ဟာ ကာဒစ်စီတီကွင်းနဲ့ပြေးဝင်လာတာကြောင့်ပွဲကိုခဏရပ်ခဲ့ရပါတယ်။66မိနစ်မှာဘယ်လ်ဂျီယံက2ဂိုးတကူးနဲ့ဦးဆောင်နေချိန်မှာပဲဒိုင်လူကြီးဒန်နီယယ်စီဘတ်စ်ကပွဲကိုရပ်ပေးခဲ့ပါတယ်။အဲ့ဒီကြွက်ဟာကိုင်းမြက်ခင်းပြင်ပေါ်ဖြတ်ပြေးသွားချိန်မှာ TV ကင်မရာတွေကချက်ချင်းပဲအမိအရာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဝေးလို့ရှုံးနေပေမဲ့အင်ရှင်ပြိတ္တတွေကတော့ဒီထူးဆန်းတဲ့အဖြစ်အပျက်ကိုရေစရာဖြစ်မြင်ခဲ့ကြပါတယ်။ ဘရန်နန်ဂျွန်ဆင်ကအဲ့ဒီကြွက်ကိုကွင်းပြင်ဘက်ထွက်သွားအောင်လုပ်ပေးပြီးပွဲပြန်ဆနိုင်ခဲ့တဲ့အခါမှာတော့ပြိတ္တတွေအော်ဟစ်အားပေးခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲကြွက်ကိုဖယ်ရှားချိန်အတွင်းမှာပွဲကိုခဏလေးပဲရန်နာခဲ့ရတာပါ။ဒီပွဲဟာနီးပြ click ဘယ်လာမီရဲ့အတင်းတွက်လာမဲ့နွေရာသီကပဖလားအတွက်ခြေစစ်ပွဲအောင်နိုင်ရေးမျှော်လင့်ချက်ကိုထိခိုက်စေခဲ့ပါတယ်။ ဂျိုးရိုဒွန်းရဲ့ဂိုးနဲ့ဆော့ဆီစွာဦးဆောင်ခဲ့ပေမဲ့အရှင်အသင်းဟာပထမပိုင်းအပြီးမှာနောက်ကလိုက်ကစားနေခဲ့ရပါတယ်။ကီဗင်ဒီဘရိုင်းနာက18မိနစ်မှာပနာဒီကနေတကူသွင်းပြီး6မိနစ်အကြာမှာတောမက်စ်မူနီယာက နောက်တကူသွင်းယူပေးခဲ့တာကြောင့်ဘယ်လ်ဂျီယံကဦးဆောင်ခဲ့ပါတယ်။နောက်ပိုင်းအချိန်တွေမှာမန်ချက်စတာစီးတီးကစားသမားဟောင်းကပနတီကနေပဲတတိယဂိုးကိုထပ်မံသွင်းယူခဲ့ပြီးသုံးမှတ်ကိုတေချာစေခဲ့ပါတယ်။ ဒါပေမဲ့ Waze အသင်းကတော့နာကျင်အချိန်ပို6မိနစ်မပေးခင်ပါပဲလူစားဝင်လာတဲ့ Nathan Brockhead ကနေတကူပြန်ခြေပါခဲ့ပါတယ်။ဒါပေမဲ့ပြန်လာဖို့မျှော်လင့်ချက်တွေဟာ Leandro Trossard ရဲ့ကိုးကြောက်ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ရပါတယ်။ဒီပွဲရလကြောင့် Waze အသင်းဟာအုပ်စုတတိယနေရာမှာရပ်တည်နေပြီးလက်ကျန်ပွဲစဉ်2ပွဲသာကျန်ရှိတော့ချိန်ထိတ်ဆုံးကဥဆောင်နေတဲ့ Belgian အသင်းရဲ့နောက်၄မှတ်အကွာမှာရှိနေပါတယ်။ ်မြစီမရဲ့ weekly spot အစီအစဉ်ကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းထူးခြားတဲ့အကစားသတင်းနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုချီးစွတ်အထူးပဲတင်ရှိပါရစေခင်ဗျာ thank you